happy ဝတာအကြောင်းအပိုင်းနဲ့ပြောပြမယ်။သူကဖြောပုံဖြောနေရှိတယ်။ happy ဝတာမှာအပူဖြောတာရှိတယ်။အေးဖြောတာရှိတယ်။အဲကျွန်မအခုဖြောပုံဖြောနေပြောပြတယ်ဆိုတာကအဲဟိုဟာလူငယ်တွေကိုပျက်စီးပါစေဆိုတဲ့စိတ်နဲ့ပြောတာမဟုတ်ကျွန်မကြုံတွေ့ခဲ့ရတဲ့အတွေ့အကြုံကိုဟိုကျွန်မလိုမျိုးမလုံမိအောင်ပြောပြခြင်းဖြစ်ပါတယ်။ ဘယ်လိုဖြော်လဲဆိုတော့သူကအပူနဲ့အေးနှမျိုးဖြော်လို့ရတယ်အပူကိုကြောက်ရင်ပြောရအောင်အပူကဘယ်လိုဖြော်ရလဲဆိုရင်သူကဒီခက်ရှိရွှေဟက်ပီဝတာအထုပ်ကိုယူအထုပ်ယူလာပြီးထောင်းဒီတထုပ်ကိုအဲအရောက်လာပြီဆိုရင်သူသူအဲအဲ့မှာရေရေပူအအရန်ပူတဲ့ဒီဖြော်ပုံဖြော်နေမမှန်ဘူးဆိုရင်လူကလူကိုထိတယ်ပြီးရင်အဲအဲလူလည်းအရန်ထိခိုက်စေတယ်ပြီးရင်ပျော်လည်းမပျော်တော့ဘူးပြီးရင်မားတောက်ပြီးရှော့ဖြစ်တတ်တယ်နေ ဆက်ပြောရအောင်ဟန်နဲ့အခုဖြောပုံဖြောနေရဘယ်လိုလဲဆိုတော့ပြဝတာထုတ်ပြလာပြီဆိုတော့အဲထုတ်ကိုရေတန့်ဘူးအော်ရေပြကြီးဘူးတခုထဲမှာဖောက်ထည့်မယ်ဖောက်ထည့်ပြီးရင်음အဲ့မှာရေပူကိုကျွဲရိုင်းနဲ့ဖြော်မလားရေပူနဲ့ဖြော်မလားအဲ့လိုမျိုးပေါ့အပူတွေနဲ့စိမ့်ပေးလိုက်မယ်ဒီဒီဖြော်ရည်တွေကိုအဲဒီဖြော်ရည်တွေကို ီရေအအရန်ပူနေတဲ့ရေထဲဖြော်ပေးလိုက်မယ်အစိမ့်ပေးလိုက်မယ်စိမ့်ပေးပြီးဆိုဒီအဒီတထုပ်ကဆဲခွက်ဆိုဆဲခွက်6ခွက်ဆို6ခွက်အဲ့လိုမျိုးဟိုဟိုမျိုးသူ့ရဲ့တောက်တဲ့ရေအသေးပေါ့အဲ့ဒါနဲ့ဒီလိုမျိုးချိန်ထည့်မယ်ချိန်ထည့်ပြီးမှသူကရှိတ်ရတာရှိတ်ပြီးမှသူကအဲ့လိုမျိုးရေထဲမှာ10မိနစ်အဲရေပူထဲမှာ10မိနစ်ပေါ့ရေ9မိနစ်10မိနစ်အဲ့လိုစိမ့်ပြီးတောက်ရတာဒီမှာဖော်မြူလာမားသွားပြီဆိုရင်လူကအဲပျော်လို့လည်းမရတော့ဘူးပြင်ဆိုရင်ခန္ဓာကိုယ်အတွက်လည်းအန်ဂျီတွေအများကြီးဖြစ်လာနေတယ်အေးဖြော်တာ လဲဒီလိုမျိုးအပူနဲ့နည်းနည်းလေးဖြော်ပေးပြီးမှရေခွက်ထဲမှာ တချို့ကိုလာနဲ့ဖြောရတာရှိတယ်တချို့တချို့တွေကတော့အဲ့ဒါကိုအသေးထဲမှာထည့်ပီးခဲထည့်ပြီးတော့အဲ့အပူကိုဟိုနည်း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 စီထည့်ပြီးအဲ့လိုမျိုး6ခွက်ဆို6ခွက်အဲ့လိုမျိုးတောက်ကြတာများတယ်အဲဒီနေ့ကျမဘာလို့ဒီအကြောင်းပြောပြောရလဲဆိုရင်အဲကျမလိုမျိုးဒါမျိုးတွေတောက်ပြီးပျော်ပါနေမဲ့အဲအချိန်တွေပေါ့နော်အလကဟတ်တမဖြစ်အောင်ကျမအနေနဲ့အခု KTV တွေမှာအရင်ပျော်ပါနေကြတဲ့လူငယ်တွေကိုတတိပေးခြင်းဖြစ်ပါတယ်။တွားလဲမဆမ်းမိတဲ့ဇီနဲ့တွားလဲမပတ်သက်မိဇီနဲ့ဒီအရာတွေကမကောင်းဘူးဆိုတဲ့အကြောင်းကိုမျှဝေချင်တာပါ။